စစ်တချီတောင်းပြီးပညာရေးရံပုံငွေထီစုကြီးရဲ့25ကြိမ်မြောက်အမြင့်ဆုံးသိန်း900စုရဲ့ကန်တုရှင်ဟာကုခိုင်မြို့နယ်ကပဲထပ်မံစုခူးရရှိခဲ့ပါတယ်ဇူလိုင်လတရနေ့ကဖွင့်လိုက်တဲ့တအားပြည်ပညာရေးထီကန်ထွတ်ရှင်ပွဲမှာကုခိုင်မြို့နယ်ဟွေခုတ်ရွာမှာနေထိုင်တဲ့ဦးအိုက်တီကအမြင့်ဆုံးစုကိုကန်ထူးသွားတာဖြစ်ပါတယ်။ ီခရဲ24ချိန်မြောက်တွင်ကလည်းကွမ်မြူနဲ့ရက်ကွက်ရှိကလွေဤကြမိုင်အမြင့်ဆုံးစုကိုစုခုရရှိသွားပါတယ်။ကန်တွန်းရှင်ပေါက်ကနန်းက A8339 ဖြစ်ပါတယ်။အမြင့်ဆုံးသိန်း900စုအပြင်သိန်း100စုတစုသိန်း90စုတစုသိန်း30စုနှစ်စု7သိန်းစု5စု9သိန်းစု10စု2သိန်းစု90စုတို့ကိုဖွင့်လှစ်ကန်ဆန်းပေးသွားဖြစ်ပါတယ်။25ကြိမ်မြောက်မှာအမြင့်ဆုံးတိန်ငံ့ရစုပေါက်ကနန်းရဲ့အခက်ရကွဲကနန်းတူထီလက်မှတ်တွေကို 900ခန့်လုံးဖြင့်စုချင်းမြင့်ပေးခဲ့ပါတယ်။ဒါ့အပြင်အခရတူနောက်ဆုံးကနန်၄လုံးတူလက်မှတ်တွေကိုကျပ်တသိန်းအခရတူနောက်ဆုံးကနန်၃လုံးတူ9000ကျပ်နဲ့အခရတူနောက်ဆုံးကနန်၄လုံးတူထီလက်မှတ်တွေကိုကျပ်3000ထပ်မံချင်းမြင့်ပေးခဲ့ပါတယ်။တောင်းပြီးပညာရေးအထောက်ကူပြုထီဟာတောင်းပြီးပညာရေးကောင်စီကစီမံဖွင့်လှစ်ထားတဲ့စာတင်ကျောင်းနဲ့ပညာရေးဆိုင်ရာလုပ်ငန်းတွေအတွက် အထောက်အကူပြုစေဖို့ရန်ပုံငွေရှာပေးတဲ့ထီဖြစ်ပါတယ်။တောင်းပြီးမှာ စာတင်ကြောင်းပေါင်း600ဖွင့်လှစ်နိုင်ခဲ့ပြီးတော့ဝန်ထမ်းဆရာဆရာမ3500ကျော်နဲ့လဲပက်နေပါတယ်။လာမယ့်2025-2026ခုနှစ်မှာစာတင်ကြောင်းမဖွင့်လှစ်နိုင်သေးတဲ့နေရာဒေသတွေမှာစာတင်ကြောင်းများထပ်မံတိုးချက်ဖွင့်လှစ်သွားမှာဖြစ်ပြီးတာဝန်ထမ်းဆောင်မဲ့ဝန်ထမ်းဆရာဆရာမတွေကိုလည်းစွန့်ရင်မြင့်တင်တန်းပြန်လည်မှုမှန်တင်တန်းနဲ့ဘာသာရေးဆိုင်ရာတင်ကြားပို့ချရေးတင်တန်းတို့ကိုတောင်းပြီးပညာရေးကောင်စီ TLEC ကဆောင်ရွက်ပြီးစီးပြီးဖြစ်ပါတယ်။ ឆ្នាំ I am Creva TLEC CTLECN Mobile C